မက်ပေါ်မှာအခုလိုမျိုး application တွေအများကြီးဖွင့်ထားတယ်အဲ့ဒီ application တွေကိုပိတ်ချင်တယ်ဆိုရင် shortcut လေးတစ်ခုသုံးပြီးတော့အကုန်လုံးကိုတပြိုင်တည်းပိတ်သွားအောင်လုပ်လို့ရပါတယ်အဲ့လိုမျိုး shortcut လေးကိုမသုံးမဲနဲ့ပိတ်မယ်ဆိုရင် application 10ခုဖွင့်ထားရဆိုရင်10ခုလုံးကို10ချိန်ပိတ်ရမှာပါအခုပြောပြမဲ့နီလန်ကတော့ shortcut လေးတစ်ခုတည်းကိုနှိမ့်လိုက်တာ ਨੇ အကုန်လုံးကိုပိတ်မှာပါအလုံးမြင်ရတဲ့အချိန်မှာကျွန်တော် application တွေအများကြီးဖွင့်ထားပါဗျ။အဲ့ဒီ application တွေကိုအခုတပြိုင်တည်းတည်း shortcut လေးတုံးပြီးတော့ပိတ်ပါမယ်။ကျွန်တော်အခု pointer လေးကိုဒီနားမှာထားလိုက်မယ်။ ီးဘုတ်ပေါ်နဲ့ shortcut လေးကိုကျွန်တော်နှိပ်လိုက်ပါမယ်1 2 3ဒီမှာဆိုရင်အားလုံးမြင်ရတဲ့အတိုင်းပေါ့နော်။သူက shortcut လေးတစ်ခုနှိပ်လိုက်တာနဲ့သူ့ဘာသာတွေအကုန်ပိတ်သွားတာ။တချို့မပိတ်တဲ့ application တွေကဘာလဲဆိုတော့ save လုပ်ဖို့ကြံနေတဲ့ application လေးပေါ့နော်။အဲ့ဒါကိုလည်းကျွန်တော် don't save လုပ်လိုက်မယ်။ပိတ်သွားပြီ။ဒီ keynote ဆိုတဲ့ application ကလည်း save မလုပ်ရသေးတဲ့အတွက် သူ့ကို save လုပ်ပါဆိုပြီးတော့လာပြောတဲ့သဘောမျိုးပေါ့နော် save ကျင်တာပေါ့အဲကျွန်တော်မ save ဘူး delete လုပ်လိုက်မယ်သူ့ကိုလည်းတပါတူပိတ်သွားလိုက်မယ်ကျွန်တော်တစ်ချက်ပြန်ပြီးတော့ပြပြပေးမယ်နော် safari ဖွင့်မယ်ပေါ့ safari ဖွင့်ထားလိုက်မယ်နောက်ပြီးတော့ calculator application ကိုဖွင့်မယ်နှစ်ခုရှိသွားပြီ keynote ဆိုတဲ့ application ကိုကျွန်တော်ပြန်ပြီးတော့ဖွင့်ထားပါမယ်အဲ့ဒီ keynote ကိုလည်းနောက်ထပ် presentation အစ်တစ်ခုခေါ်ထားလိုက်မယ်ပေါ့နော်ခေါ်ထားပြီးတော့အဲ့ဒီ presentation ကိုကျွန်တော် desktop ပေါ်မှာ save ထားလိုက်ပါမယ် replace လုပ်လိုက်မယ် ောက်တစ်ခုက setting application ကိုဖွင့်ထားမယ်နောက်ပြီးတော့ text edit ဆိုတဲ့ application လေးကိုလည်းဖွင့်ထားမယ် app store ဆိုတဲ့ application ဖွင့်ထားမယ်ပြီးတော့ music ဖွင့်မယ်အခုဆိုရင် application 3ခု5ခု9ခုဖွင့်ထားတယ်အဲ့ဒီ application 9ခုကိုကျွန်တော်တပြိုင်နက်တည်းပိတ်ကြအောင် shortcut လေးနဲ့ပိတ်လိုက်မယ်ဟောသူ့လိုလိုတစ်ခုချင်းစီ auto ပိတ်သွားပေးတာပါဒီလောက်ဆောင်ချက်ကတကယ်မိုက်တယ် ရုတ်တရက်အလုတ်လုံနေနေဗျာအပြင်သွားခြင်းလို့ application တွေကိုတခုချင်းစီ like ပိတ်ဆရာမလို့တော့ဒီနီလန်းကကြတော့ကျွန်တော်က application တခုကိုတုံးထားတာပါအဲ့ဒီ application လေးကတော့ဒီ application လေးဖြစ်ပါတယ်သူ့ရဲ့နာမည်ကတော့ quit all apps ဆိုပြီးတော့နာမည်လေးခေါ်ပါတယ်သူ့ကို app store မှာ download ဆွဲလို့ရပါတယ်သူ့ရဲ့ icon လေးက quit all apps download ဆွဲလို့ရအောင် comment မှာရေးပေးထားပါမယ်ဗျာဒီ application လေးကလုံးဝအခမဲ့ဖြစ်ပါတယ် တောင်းရတာလည်းအရင်မိုက်တယ် application လေးကိုဖွင့်လိုက်တယ်ဆိုရင်တော့သူကဒီလိုမျိုးလေး setting လေးတွေချိန်လို့ရတယ် quick application အားလုံးကိုပိတ်ဖို့အတွက် quick လုပ်ဖို့အတွက်ဆိုရင်သူက shortcut လေးကိုတောင်းခိုင်းတာပေါ့နော်ဒီ shortcut လေး control ရယ် option ရယ် command ရယ်ကြည့်ရပါအောက်ကကြတော့ minimize all apps ဆိုတာကကြတော့ application အားလုံးကို minimize လုပ်ခိုင်းတာ control ရယ် option ရယ် command ရယ် and ရယ်အဲ့ဒါလေးကိုလည်းကျွန်တော်တစ်ချက်ဆန်းကြည့်ပါမယ် app store ကိုဖွင့်မယ် tag active application ကိုဖွင့်မယ် ောက်ပြီးတော့ keynote application ကိုပို့မယ်ဒီတခါကျရင် keynote ကိုကျွန်တော်ကရှိပြီးသားဟာကိုယူလိုက်မယ်ပြီးရင် calculator ပါဖွင့်မယ်ဟုတ်ပြီ application မနှစ်ခုရှိလဲဆိုရင်၄ခုဖွင့်လာတယ်အဲ့ဒီ၄ခုမှာဆိုရင်အကုန်လုံး minimize လုပ်ချင်တာဖြစ်တဲ့အတွက် control option command m ကိုနှိပ်လိုက်ပါမယ်အကုန်လုံး minimize လုပ်သွားပါပဲဒါဒီ minimize လုပ်တဲ့ speaker လည်းတော်တော်လေးမြန်တယ်ဗျဒီဒပိုင်းနဲ့တည်းပိတ်လိုက်တဲ့အချိန်မှာမပိတ်စေချင်တဲ့ application လေးကိုလည်းရွေးလို့ရတယ်။ control ရဲ့ option ရဲ့ command ရဲ့ ကျူရယ်ကိုနှိပ်လိုက်တဲ့အချိန်မှာအကုန်လုံးပိတ်သွားပါတော့။အဲ့အချိန်မှာဒီ garage band ဆိုတဲ့ application တွေကပိတ်မသွားဘူး။မပိတ်အောင်ကျွန်တော်ရွေးထားတာ။အဲ့ဒါကို exclude ဆိုတဲ့အောက်မှာရွေးရမှာ။ဘယ်လိုရွေးချင်လဲဆိုရင်အပောင်းလေးကိုနှိပ်ပြီးတော့အဲ့ဒီ application ဘယ်ဘက်အချမ်းက application လေးကိုရွေးပြန်မပိတ်စီခြင်းတဲ့ application ကိုရွေးရမှာပေါ့နော်။ဥပမာ ChatGPT ကိုဘယ်ချိန်မှမဆိုသူ့ကိုမပိတ်ဘဲခြံထားပေးပါလို့ပြောချင်ရင် ChatGPT ကိုရွေးပြန် add ကိုနှိပ်လိုက်မယ်။ဒီနေရာလေးမှာရောက်နေတဲ့ application တွေကလုံးဝပိတ်သွားမှာမဟုတ်ပါဘူး။ ော့ဒီ application လေးကတကယ်ကိုမိုက်လို့ကျွန်တော်မျှဝေပြပါကျေးဇူးတင်ပါတယ်